အားလုံးပဲမင်္ဂလာပါ Introduction to Data Literacy Literacy Course ကနေကျေစွလိုက်ပါတယ်နာမည်ကဆိုင်လုံးပါကျွန်တော်ကတော့လက်ရှိ Parabyte Media ရဲ့ co-founder နဲ့ CEO နဲ့တာဝန်ထမ်းဆောင်နေပါတယ်ကျွန်တော်ရဲ့အတွေ့အကြုံအနေနဲ့ပြောရရင်တော့ဒီဒီ fintech financial services ဆို energy sector agriculture education telecommunication စတဲ့ sector ပေါင်းစုံနေမှာကျွန်တော်တို့က advisory နဲ့ consultancy engagement တွေတော်တော်များများကိုအာလောက်ဆောင်ခဲ့ပါတယ်ဆိုတော့ကျွန်တော်တို့ဒီ introduction to data literacy course မှာပါရေးအအဓိကကတော့ data နဲ့လုပ်နိုင်တဲ့ဆွမ်းရည်ကဒီယနေ့ခေတ်မှာလူတိုင်းအတွက်ဟိုအလောက်ကိုင်းတိုင်းအတွက်ပေါ့နော်အလောက်ကိုင်းတိုင်းအတွက်လိုအပ်လာပြီးဒါလိုအပ်တဲ့ရည်ချင်တစ်ခုဖြစ်လာပြီးတော့မှလူတိုင်းကလည်း ဒီ data ကိုပတ်သက်ပြီး data နဲ့ပတ်သက် data နဲ့ကင်းလွန်မြရတဲ့ data တခုဖြစ်လာရပါတယ်။ဆိုတော့ data နဲ့ lockdown ဆိုရင်ရှိနေတယ်။ဒါပေမဲ့ဘယ်ကနေစမှန်းမသိဘူးဆိုတော့ကျွန်တော်ဒီဒီ course နဲ့ပြီးတော့မှအာဒီကိုယ့်ရဲ့ဒီ key learn ကိုအထောက်အပံ့ပြုပေးမယ် course တခုဖြစ်ပါတယ်။ဒီ introduction to data literacy course နဲ့ကျဆွလိုက်ပါတယ်။ဒီသင်တန်းမှာကျွန်တော်ဘာအကြောင်းရလေ့လာရမလဲဆိုရင် data literacy ဆိုတာဘာလဲဆိုတော့လေ့လာရမယ်။ပြီးရင် data နဲ့ပတ်သက်ပြီးတော့ ဟို good question စေပေါ့နော်ကောင်းမွန်တဲ့မေးခွန်းတွေဆိုတာဘယ်လိုမျိုးလဲကျွန်တော်တို့စာပြီးလေ့လာကြမယ်။ပြီးရင် data နဲ့တတိယရောင်အလုပ်လုပ်နိုင်ဖို့အတွက် data မျိုးစားတွေကဘာတွေရှိလဲဘာတွေဘယ်လိုခွဲခြားပြီးတော့သိရမလဲဆိုတော့ကျွန်တော်လေ့လာအောင်မယ်။ပြီးရင်နောက်တစ်ခုက data ဆိုတာဘာလဲဘယ်လိုမျိုးစုဆောင်ပြီးတော့လုပ်ငန်းတွေရပါတော့လုပ်ငန်းတွေရဖြစ်ဖြစ်ဒီအာဒီကဘာတက်မှာလုံးမရှိတဲ့လုပ်ငန်းတွေက data တွေဘယ်လိုစုဆောင်လဲဘယ်လိုသိသိကြတယ်ပြီးတော့ပြန်မျိုးကိုလေ့လာကြပြန်မျိုးခွဲခြားစိတ်ဖြန့်ပြီးတော့လေ့လာကြအောင်ဆက်ပြီးတော့ ိုအခြေခံလေးကိုစပြီးလေ့လာကြအောင်ပါမယ်ဆိုတော့ဘယ်လိုဘယ်သူတွေ join တယ်လဲဆိုတော့ကျွန်တော်တို့ကဒီ course ကိုဒီ fresh graduate တွေပါနော်အာအခုမှကျောင်းပြီးထားတဲ့လူငယ်တွေ data ကိုစိတ်ဝင်စားကြ data နဲ့ပတ်သက်တဲ့ career ကိုသွားကျင်တဲ့လူငယ်တွေ join join တဲ့ပြီးတော့ဟို entrepreneurs တွေ startup founders တွေပါနော် လုပ်ငန်းရှင်တွေအာကလည်းကိုယ့်ရဲ့ဒီ data ကိုအသုံးပြုပြီးတော့ကိုယ့်ရဲ့လုပ်ငန်းပုံမှန်တိုးတက်အောင်လှုပ်ဆောင်ချင်တဲ့ဆိုရင်လည်းဒါကကျွန်တော်ကျွန်တော်စပြီးတော့လေ့လာလို့ရတယ်အာလက်ရှိ လုံအောင်ခွင်ထဲမှာလုံလုံနေတဲ့ professional ပေါ့နည်းပဲပေါင်းဆောင် professional ပေါ့နော်ဘယ်နည်းပဲမှမဆိုရှိနေ professional စိတ် data ကိုသုံးပြီးပြီးတော့ကိုယ့်ရဲ့ကိုလက်ရှိလုံဆောင်ရွက်နေတဲ့ဒီလုံငန်းဆောင်တာပုံမှန်တော့အကောင့်မှာဆောင်ရွက်ချက်တွေလည်း join လုပ်ပါတယ်